နယူကာဆယ်12အာဆင်နယ်အားလုံးမင်္ဂလာပါရန်ကုန်စပေါ့တီဗီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုဆုံးပါ Justice has prevailed အမှန်တရားဘက်ကနောက်ဆုံးမှအနိုင်ရသွားခဲ့ပြီမတမာသူလူတစုရဲ့ PGMOL ဒိုင်းနဲ့ VR တို့ရဲ့မတရားဖိနှိပ်မှုတွေကိုခါးစည်းခံရင်လိုအပ်နေတဲ့နိုင်ပွဲကိုတိုက်ပွဲဝင်စိတ်တဲ့အဖြစ်နဲ့ရယူသွားနိုင်ခဲ့ပါတယ်နောက်ဆုံးမိနစ်အသက်ခွဲသွင်းကိုနဲ့အနိုင်ယူလိုက်နိုင်တာကပိုပြီးတော့ချုံမြင်သွားပါတယ်ဒီပွဲကကျွန်တော်တို့အာဆင်နယ်အတွက် statement win လို့ပြောလို့ရမယ်နိုင်ပွဲတစ်ပွဲပါဒီပွဲမတိုင်ခင်မှာ Liverpool ခြေချော်ထားတာကြောင့်ယူကာဆယ်ကိုသာနိုင်ခဲ့ရင်ထိတ်ဆုံးကအသင်းနဲ့နှမပဲကွာတော့မယ်အနေထားပါ ဒါကြောင့်မဖြစ်မနေနိုင်ရမယ်ဆိုတဲ့ PR ကကျွန်တော်တို့မှာရှိနေတယ်။အရင်နှစ်တွေကဆိုဒီလိုမျိုးပွဲတွေမှာကျွန်တော်တို့တိုင်ပတ်တက်ပါတယ်။ပွဲထဲမှာလည်းတကယ်ကိုခက်ခက်ခဲခဲကစားခဲ့ရတာပါ။ယူကာဆယ်ရဲ့ mid block လူ block ကဖောက်ရခတ်တဲ့အထဲမှာနစ်ပုတ်ကလည်းမော်အောင်နေတဲ့လက်စွမ်းမျိုးနဲ့တောက်လျှောက်ပုတ်ထုတ်ခဲ့ပါတယ်။ easy ရဲ့ကန်ချက်၃လုံးလုံးနဲ့တင်ဂိုးရဖို့အနည်းဆက်ဆုံးဖြစ်ခဲ့ပေမဲ့နစ်ပုတ်ကအံ့အားသင့်စရာကောင်းလောက်ကာဝေသွားနိုင်ခဲ့ပါတယ်။ Saka Trossard တို့ရဲ့ကန်ချက်တွေပါပေါင်းလိုက်ရင် အပိုင်ကို၄ကို၅ကိုလောက်ကိုနစ်ပုတ်ကလက်စွမ်းပြကာဝေသွားနိုင်ခဲ့တာပါ။ဒီကြားတဲ့ဒိုင်ရဲ့ဘက်လိုက်တဲ့ဆုံးမြတ်ချက်တွေကလည်း ကျွန်တော်တို့ကပို့ပြီးဖိအားဝင်သွားစီပါတယ်။ယူဂရက်ပန်နတီရသည့်နဲ့အလုံးမှာနစ်ပုတ်ကရည်ရွယ်ချက်ရှိရှိဒူးကောင်းကိုမြှောက်လိုက်တာကို replay ကြည့်နေတဲ့ကျွန်တော်တို့တော့မြင်ခဲ့ပေမဲ့ဒိုင်က VAR ကို9မိနစ်လောက်ကြည့်ပြီးပယ်ဖြတ်လိုက်တာကမေးခွန်းထုတ်စီရပါ။ဒီပန်နတီသားရပြီးအဖွင့်ကိုဆော့ဆော့ဆီဆီရခဲ့ရင်ပွဲကဒီလောက်ထိခက်ခဲသွားစရာအကြောင်းမရှိသလိုယူဂါဆာရဲ့အဖွင့်ကိုကိုလည်းပေးရဖို့မရှိပါဘူး။ယူဂါဆာရဲ့အဖွင့်ကိုမှာတော့စပီးအမားလုပ်ခဲ့တာကမော့စကယ်ရာပါ။ဒီချာတဲ့ရဲ့ပေးပမှုအမားကနေထောက်ကမ်းမောပေးရပြီးယူဘကအဖွင့်ကိုရသွားခဲ့ပါတယ်။ ဇီးဇီးဖြစ်နေချိန်မှာတော့မစ်ဘလော့နဲ့ကစားနေတဲ့နူကာဆယ်ကဂိုးရသွားတော့တသိန်းလုံးနီးပါးလိုဘလော့နဲ့ကစားလာတယ်။ဒီလိုလိုဘလော့ကိုဖြည့်ရှင်းပြီးအခွင့်အရေးဖန်တီးတော့လေနစ်ပေါက်ကတားဆီးနေတော့ဘိုးမရပါမလားစိတ်ပူနေခဲ့တာပါ။ဒုတိယပိုင်းမှာအနိုင်ငယ်ပရက်ရှာပြီးနေတဲ့မော့စကရာကိုဆာလီဘာနဲ့လဲလိုက်ချိန်မှာခန်းစစ်ပိုင်းကပြန်ငြိမ်သွားပါတယ်။ဒါပေမဲ့ဂိုးရဘုတ်ကတော့ခတ်နေတော့မယ်။နူကာဆယ်ကခန်းစစ်ကိုထပ်ဖြည့်ပြီးဘက်ဖိုက်ကစားချိန်မှာအာရီတာကကာလာဖီယိုရီကိုထုတ်ပြီးမာရီနိုကိုထည့်ပြီးအားဖြည့်လိုက်တာမှန်သွားတယ်လို့ပြောရပါမယ်။ ဒန်ယာကပြန်လာတာမကြသေးတဲ့စာကနေရာမှာမာတီနယ်လီကိုထေကစားတာကလည်းအသင်းတိုက်စစ်ကိုပိုအချိန်မြင့်သွားစေပါတယ်။မာရီနိုဝင်လာတော့ကွင်းလယ်ကကွန်ထရိုးပိုရာသွားခဲ့ပြီးညူကိုတောက်လျှောက်ဖိအားပေးနိုင်ခဲ့ပါတယ်။ရိုက်စ်တင်ပေးတာကိုမာရီနိုကလှလှပပခေါင်းတိုက်အဆုံးသတ်ရင်နစ်ပုတ်ကိုငုတ်တုတ်မိသွားစေချိန်မှာတော့ပွဲရဲ့တန်ဖိုးကအမြင့်ဆုံးအနေထားကိုရောက်သွားခဲ့ပါတယ်။ဂိုးရလိုက်တဲ့အချိန်မှာငါတို့နိုင်နိုင်နေဆိုတဲ့ယုံကြည်မှုမျိုးကကွင်းထဲကကစားသမားတွေရောအားပေးနေတဲ့ကျွန်တော်တို့ပရိသတ်တွေစီမှာပါရလာခဲ့ပါတယ်။ညူရဲ့91အကွက်နဲ့ပိတ်ထားတဲ့လိုဘလော့ကိုဖြီးဖို့ ဇူဘီမန်နီကိုထုတ်ပြီးအိုဒီကတ်ကိုထည့်လိုက်တာကလေပွဲရဲ့အလှည့်ပြောင်းတစ်ခုပါ easy နဲ့ ori gato လို့ am နဲ့ကကွင်းထဲမှာရှိနေတော့တိုက်စစ်လမ်းကြောင်းကပို့ပွင့်လာပြီးအခွင့်အရေးတွေတောက်လျှောက်ဖန်နေလာနိုင်ခဲ့ပါတယ်။ဒီနေရာမှာ easy ကိုတော့တခုတည်းကချီးကျူးခြင်းပါတယ်။သူ့ရဲ့ဘောမဆိုင်မဲ့ဓာတ်ရိုက်ကန်ချက်တွေကတော်တော်လေးထိရောက်ခဲ့ပြီးပြိုင်မဲ့ဂူသမားတော့အရင်မကောင်းနေရင်ဆော့ဆော့စီစီလေးကကိုရမှာပါ။မြန်ဆန်နဲ့ဆုံးဖြတ်ချက်နဲ့ confidence ရှိတဲ့ကန်ချက်တွေကြောင့်အသင်းနဲ့အသားကျလာလေပိုကောင်းလာအောင်မဲ့အလားလာကိုမြင်ရလေပါပဲ။နောက်ပြီးတော့ yukarash penalty ရရမဲ့အလုံးမှာလည်း ဆာကာစီကိုတင်ပေးတဲ့ direct pass တွေကလည်းတော်တော်လေးကိုကောင်းနေပါတယ်။ဒါ့အပြင်အနီးက one touch လေးတွေကလည်းအရင် Arsenal ရဲ့ value ကိုပြန်ရစေတာမလို့ easy ရဲ့ခြေစွမ်းကတော့အားရမိပါတယ်။ easy ACM နဲ့ OD ACM အတွဲဖက်ကလည်းအသိငယ်တွေလိုဘလော့အသိနေနေဆိုအားကိုရမယ်အလားအလာမျိုးရှိပါတယ်။ Gabriel အနိုင်ကိုကိုတွင်းလိုက်ချိန်မှာတော့လက်ခမောက်ခတ်ပြီးတော့ပါထအောင်ရလာတဲ့အထိပြောခဲ့ရတာပါ။အဖဖကဖိနေခံနေရတာတောင်ဖီအားတွေကိုကြော်ဖြတ်ပြီးနိုင်ပွဲရှာပြီးခဲ့တဲ့ကုကောင်တွေအတွက်လည်းဂုဏ်ယူရပါတယ်။ဒီနိုင်ပွဲမှာတော့ scrap deck ရဲ့အားသာချက်ကိုလည်းမေ့ထားလို့မရပါဘူး။ အလှည့်ပြောင်းလုပ်ပေးနိုင်တဲ့ကစားသမားတွေရှိနေတာကကျွန်တော်တို့ရဲ့အားသာချက်ဖြစ်ခဲ့ပါတယ်။ FA ကပထမဆုံး6ပွဲမှာတင်ကျွန်တော်တို့အတွက်ရင်ဆိုင်ရအခက်ဆုံးအသင်း၄သင်းနဲ့ပေးထူထားပေမဲ့လက်ရှိမှာအကောင်းဆုံးကြော်ဖြတ်ပြနိုင်ခဲ့ပါတယ်။နောက်ပိုင်းကြံတော့မှာကတိတ်မခတ်တဲ့အသင်းတွေဖြစ်တာမလို့ဒီ momentum ကိုထိမ့်ပြီးအကောင်းဆုံးဆက်ဆွဲကြမယ်။လောလောဆယ်မှာတော့မတရားမှုတွေကိုတွန်းလှန်ရင်ဖန်တီးပေးခဲ့တဲ့ချိုမင်းနဲ့နိုင်ပွဲကိုအရသာခံပြီးအပြည့်ပြင်းအောင်ပွဲခံကြတာပေါ့ဗျာ။အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်။